မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ August 12ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ်။စခန်းသိမ်းတိုက်ပွဲသတင်းကတော့မန္တလေးတိုင်းနထိုးကြီးမြို့ပေါ်မှာအကြမ်းဖက်စစ်ကောင်စီရဲ့တပ်စခန်း၄ခုကိုသိမ်းပိုက်ခဲ့ရာစစ်သား30ကျော်သေဆုံးပြီးတော့၃ခုအရှင်ဖမ်းမိကလက်နက်28လက်သိမ်းဆီးရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ August 10ရက်နေ့မနက်ပိုင်းကစတင်ပြီးတော့မြင်းကြံခရိုင်အထူးစစ်ဆင်ရေးမြင်းကြံ District Special Operation MDSO အဖြစ်နဲ့နထိုးကြီးမြို့ပေါ်မှာရှိတဲ့အကြမ်းဖက်စစ်သားများတဆွဲထားရာစောက်လုပ်ရေးယုံစစ်တပ်စခန်း၊ဗန်ယုံဆောင်စစ်တပ်စခန်း၊ Gas Pipeline ဆောင်စစ်တပ်စခန်းနဲ့လောက်ဝကယုံနောက်ကျောမှာရှိတဲ့အေးချောင်းထဲမှာတဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့တပ်စခန်းတို့ကိုဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ရမှာအကြမ်းဖက်စစ်ကောင်စီတပ်သားအယောက်30ကျော်သေဆုံးပြီးတော့စစ်တုံးမှန်3ဦးနဲ့အတူလက်နက်28လက်ကိုတိုက်စီရရှိခဲ့တယ်လို့သိရပါဗျာ။ အခုကငြိမ်သွားပြီဆိုတာကဒီဘက်ကနောက်ပြန်ဆုတ်ပေးလိုက်တာထိမ့်ဖို့လည်းမဟုတ်ပါဘူးအားဆန်းတဲ့သဘောပါပဲစစ်ခွေးတွေကလည်းပြန်ရောက်လာပြီမနေ့ကတခါတည်းဝင်တိုက်သိမ်းပြီးတော့ပြန်ဆုတ်လာခဲ့လိုက်တာလင်းရင်ကဘုံကျဲတာများတဲ့အတွက်ကြောင့်ရယ်ပြီးတော့သိမ်းပြီးရင်လည်းထိမ့်ဖို့ခဲရင်လည်းဘာလို့လဲဆိုတော့အလဲပိုင်းလည်းဖြစ်တယ်နထိုးကြီးမျိုးကနောက်ပြီးတော့တောင်ဘက်မြောက်ဘက်အနောက်ဘက်နဲ့အရှိတ်တွေကလည်းမျိုးတွေရှိနေတယ်လေအလဲကဆိုရင်တော့ထိမ့်နာဖို့တော့ခက်တယ်ဩဂတ်စ်လ10ရက်နေ့နေ့လယ်တနားရီလောက်ကလေးကပြန်ဆုတ်လာခဲ့လိုက်တာလို့နထိုးကြီးပကဖကတောင်းရှိသူတို့ကပြောဆိုထားပါတယ်၎င်းတိုက်ခိုက်မှုအတွင်းမှာအကြက်ဘက်စစ်ကောင်စီကလေ းချောင်းကနေဘုံကျဲတိုက်ခိုက်မှုအလုံးအကျုံအသုံးပြုခဲ့ပြီးတော့မြို့ပေါ်အဆောက်အုံများထိခိုက်ပျက်စီးမှုတွေရှိခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင်အကြက်ဖတ်စစ်သားအင်အား200ခန့်နဲ့စစ်ကြောင်းထိုးလာပြီးတော့ညာဘက်မှာပြန်လည်ဝင်ရောက်တပ်ဆွဲခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကိုမြင်းကြံခရိုင်အမှတ်၄တပ်ရင်းနထိုးကြီး People Defense Force မြင်းကြံခရိုင်အမှတ်၈တပ်ရင်းနထိုးကြီးမြို့နယ်ပကဖဒရအုံမြို့နယ်ပကဖနဲ့မြင်းကြံခရိုင် Drone တပ်ဖွဲ့တို့ပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တအူးကြာဆုံးခဲ့ရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းပခုတ်ကူမြို့နယ်ကနေရေစကြုံမြို့ကိုထွက်ခွာလာတဲ့စစ်ကောင်စီရဲ့ရင်နန်းကိုဩဂတ်စ10ရက်နေ့ကတိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သား9ဦးကိုအရှင်ဖမ်းဆီးရမိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စစ်ကောင်စီရင်နန်း3စီးကိုနတ်မိချောင်းစစ်စင်ရေးစစ်ကြောင်းကဦးစီးပြီးတော့ပူးပေါင်းမဟာမိတ်တပ်ဖွဲ့များကကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။တိုက်ပွဲအတွင်းမှာစစ်ကောင်စီတပ်သားများတေဆုံးပြီးတော့9ဦးကိုအရှင်ဖမ်းဆီးရမိရာ ။တနက် G3 လေးလက် G3 G 300တောင်းကာပိုင်း G 900တောင်းတို့ကိုတိတ်စီရရှိခဲ့တယ်လို့သိရပါဗါး။ဖန်စီရမိတဲ့9ဦးထဲမှာရဲနှအုပ်နဲ့ပြည်သူစစ်3ဦးပါဝင်တယ်လို့သိရပါဗါး။ရဲတပ်သားတွေပဲလက်ရှိတော့သူတို့ကိုဧည့်သည်တော်ကြီးများလို့ဧည့်ခံထားရတာပေါ့ဗျာလို့ Southern YSO PDF ကတာဝန်ရှိသူတို့ကပြောကြားထားပါဗါး။၎င်းတိုက်ခိုက်မှုကို Southern YSO PDF BNRA မြိုင်ပကဖပြည်သူအားမဲ့ MVP အလင်းနှံပြောက်ကြားတပ်ဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာ။ ဆလာပီတင်ဆက်ပေးရမယ်တရင်ကတော့အချမ်းဖတ်စစ်ကောင်စီကမန္တလေးမြို့အတွက်စစ်ရင်အားမလုံလောက်တာကြောင့်ရင်ထင်းရဲတွေကိုပါရှေ့တန်းပို့ရန်ပြင်ဆင်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မန္တလေးကရင်ထင်းရဲတွေကိုပါစစ်ကောင်စီကရှေ့တန်းပို့ဖို့ပြင်ဆင်နေတယ်လို့သတင်းတွေထွက်ပေါ်နေပြီးတော့ပြည်ဦးလွေမြို့မှာတော့အနီးတစ်ဝိုက်မှာထိတွေ့မှုတွေဇက်တိုက်ဖြစ်နေလို့အခြေခံလူဒန်းစားအများစုပဲမြို့မှာကြံနေတော့တယ်လို့သိရပါတယ်ပြည်ဦးလွေကစစ်တပ်မိသားစုတွေနဲ့ရှမ်းပြည်ကြောင်မဲမြို့ကဝန်ထမ်းတွေမန္တလေးဘက်ကိုဆင်းလာတာ ရုံတုံးပစ္စည်းတွေထိမ့်သိမ်းမှုညွှန်ကြားချက်တွေထွက်ပေါ်နေတာမြို့ဝယ်မြို့ထွက်ဂိတ်တွေမှာလုံခြုံရေးတွေတင်းကျပ်နေတာမြို့ရင်းမှာစစ်ကားတွေကင်းလက်နေတာတွေကြောင့်မန္တလေးမြို့မှာမတည်ငြိမ်မှုတွေဖြစ်ပေါ်နေတယ်လို့မရီယာ PDF တာဝန်ရှိသူတို့ကပြောဆိုထားပါတယ်။ဒါ့အပြင်အလဲပိုင်းတိုင်းစစ်ဌာနချုပ်ဒူတိုင်းမှုဘုံမှုချုပ်အောင်လွင်ကိုမိုးကုတ်ဖြူဟာကြာရှုံးတာနဲ့အမိတ်မနာခံတာတွေကြောင့် စစ်ခုံယုံတင်ပြီးတော့စစ်ဆင်းနေပြီးတော့တက်တွဲမတီငိမ့်နာတွေလည်းဖြစ်ပေါ်နေတယ်လို့သိရပါဗျ။မရီယာ PDF တာဝန်ရှိသူတအုပ်ဖြစ်တဲ့ဥတိုးကမော်တော်ပီကယ်တွေရဲ့ဖမ်းဆီးမှုကတော်တော်လေးကိုရော့ကျသွားတယ်။ရင်ထင်းရဲတွေနေတဲ့လိုင်းကန်းတွေအရွှေပြောင်းတွေဖြစ်နေတယ်ဆိုတဲ့အကြောင်းရင်းရဲ့နောက်တစ်ခါဒီကောင်တွေရှေ့နှမ်းမှာလူမရှိလို့လိုက်သွားရပြီဆိုတဲ့အကြောင်းရင်းရဲ့ဝေဖန်ပြောဆိုမှုတွေကတော့အများကြီးထွက်နေတယ်လို့ပြောဆိုထားပါဗျ။မန္တလေးမှာလည်းလက်တလောဖြစ်နေတဲ့အခြေအနေတွေနဲ့စစ်တပ်ဘက်ကလှုံ့ဆော်မှုတွေကြောင့်ကြရရိုက်လှုံ့ဆော်နေတယ်လို့ပြောဆိုထားပါဗျ။ဥတိုးက ဒူတိုင်းမှုအောင်လွင်ကလည်းမိုးကုတ်ပြူဟာကြလို့စုံခုံတက်နေရတယ်အဲ့ဒီစုံခုံတက်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့လက်ရှိပြောင်းလာတဲ့တိုင်းမှုအောင်ခိုင်ဝင်းကိုလည်းကြရရိုက်တာတွေရှိနေတယ်လို့သတင်းထွက်နေတယ်အဲ့ဒီတော့အကုန်လုံးသုံးသပ်ပြီးပြောရရင်တော့မြို့ရဲ့မျက်နှာတိုင်းပြည်ရဲ့မျက်နှာကိုကြည့်ပြီးတော့အလံဖြူသာထောင်လိုက်ပါလို့ပြောကြပါတယ်လပခတိုင်းမှုနဲ့ဒူတိုင်းမှုနဲ့အဖွဲ့ဝင်တွေအားလုံးအလံဖြူသာထောင်လိုက်ကြပါလို့ပြောဆိုထားပါတယ်ဩဂတ်လ၈ရက်နေ့ကစပြီးတော့လက်ရှိအချိန်ထိကိုမန္တလေးတိုင်းပြင်းဝယ်အနီးတစ်ဝိုက်မှာ ထိရဲမှုတွေဇက်တိုက်ဖြစ်ပေါ်နေပြီးတော့စေကောင်စီကလေချောင်းပြစ်ကူပေးနေတာကြောင့် PDF တွေကမြေပြင်စစ်ရေးအတားစီးရယူနိုင်ဖို့အတွက်ခက်ခဲနေတယ်လို့သိရပါဗျ။ပြင်းဦးလယ်မြို့ပေါ်မှာတော့အခြေခံလူဒန်းစားတချို့သာကြံရက်ပြီးတော့တမျိုးလုံး၆ကတ်နေပြီလို့သိရပါဗျ။ဥတုကမနက်ပိုင်းကတော့ဗန်ပွေးဘက်မှာထိတွေ့မှုဖြစ်တယ်လို့တော့ကြားတယ်။ဗန်ပွေးကိုကိုရီဘက်ကစိုးအောင်ဆိုတဲ့သတင်းကတော့မဟုတ်သေးပါဘူး။မနက်၈နာရီခွဲ၉နာရီလောက်မှာတော့ဝက်ဝွန်ကစိုးအောင်ဖြစ်သွားပြီပေါ့လေ။အဲ့ဒီလိုကျွန်တော်စီဝင်လာတော့ကျွန်တော်လိုက်ထောက်ကြည့်တော့မဟုတ်ပါဘူးထိတွေ့မှုကတော့ဖြစ်တာတော့ဟုတ်တယ်အတိတ်နဲ့အကျယ်ဝန်းဘယ်လောက်ရှိတယ်ဆိုတာ တာတော့အတိအကျမသိရသေးဘူးလို့ပြောဆိုထားပါတယ်။ထိတွေ့မှုဖြစ်နေတဲ့ပြင်ဦးလွယ်အနီးရှမ်းပြည်နယ်ဘတ်ချံကြောင်မဲခရိုင်နောင်ချိုမြို့နယ်ဗန်ပွေးမြောက်ရွာကိုစစ်ကောင်စီတပ်တွေကဩဂတ်လ၈ရက်နေ့မှာဝင်ရောက်မီးရှို့ခဲ့တာကြောင့်အင်ဂျီ40ဝင်းကျင်ပြက်စီးခဲ့ပြီးတော့လက်ရှိအချိန်ထိလည်းထိတွေ့မှုတွေရှိနေပြီးတော့ဒေသခံပြည်သူတွေဟာဥတီယာမဲ့တိမ်းရှောင်နေရတယ်လို့ပြောဆိုခဲ့ပါတယ်။ဗန်ပွေးဒေသခံအမျိုးသမီးတယောက်ကတောင်ရွာကပြူစောထိတွေရှိနေတယ်လေ။ကျမတို့နဲ့ကားလမ်းလေးပဲခြားတာ။သူတို့ကအရင်နေ့တွေတုန်းကလည်းကားတွေနဲ့ဖမ်းလို့ဖမ်း ပတ်စံတွေလည်းညှစ်လို့ညှစ်လူတွေကိုလည်းဖမ်းပြီးတော့ပတ်စံ390နဲ့ရွေးကိုင်းနေ300နဲ့ရွေးကိုင်းနေတယ်နှိပ်ဆက်တာလည်းမျက်နှာတွေလည်းဖူးယောင်ပြီးတော့မျက်လုံးတွေလည်းစုပ်ပြတ်တက်နေတာပဲအဲ့ဒါပြည်သူ့ကာကွယ်ရေးတပ်ကဒီလိုညှင်းမှန်းနှိပ်ဆက်နေတာကိုမခံချင်တဲ့စိတ်နဲ့လာပစ်တာလေမိတွေပုံရှုပ်သွားတော့ကျမတို့ကဘယ်လိုလုပ်ရမှန်းမသိတော့ဘူးကျမတို့တရွာသေးတယ်မဟုတ်ဘူးကျမတို့ရွာရဲ့အရင်လူတွေလည်းအများကြီးခံခဲ့ရပြီးပြီကျမတို့ကိုဘယ်နိုင်ငံကမှလာပြီးတော့မကယ်တင်နိုင်တော့ဘူးလားမကူညီနိုင်တော့ဘူးလားကျမဆိုရင်အခုဆို၃လနှစ်ရှိနေပြီကျမရဲ့ကလေးနှစ်ယောက်နဲ့ပြေးနေရတာနေစရာအိမ်လည်းမရှိဘူး အဲ့ဒီစစ်ကောင်စီတွေကိုမြန်မြန်အမြင့်ပြက်စေခြင်းနဲ့ပြူစောထီးတွေကပိုဆိုးတယ်ပြူစောထီးတွေကိုပြည်သူ့ကာကွယ်တပ်တွေကမြန်မြန်နှိမ်နှင်းပေးပါလို့နိုင်ငံတကာကလည်းဒီအတိုင်းပဲကြည့်နေပါလားဘသူမှကျမတို့ကိုမကယ်နိုင်တော့ဘူးလားလို့ပြောဆိုခဲ့ပါတယ်မန္တလေးတိုင်းကစင်ကူးမြို့နဲ့မိုးကုံမြို့ကိုစစ်ကောင်စီကလက်လွတ်ထားရပြီးတော့ သူတို့အတွက်အရေးပါတဲ့ပြင်ဦးလွယ်မြို့ဟာလည်းစစ်ရေးဖိအားတွေအောက်ကိုရောက်နေပြီလို့သိရပါဗျ။ဩဂတ်လ9ရက်နေ့အထိမှတ်တမ်းတွေအရတော်လိုင်းအင်အားစုတွေကနိုင်ငံတော်မြို့ပေါင်း83မြို့အထိကိုတင်းယူထားနိုင်ပြီးတော့အချိန်3နှစ်ကျော်ကာလအတွင်းမှာစစ်ရေးချိန်ခွင်ရှာအပြောင်းလဲဖြစ်ပေါ်ခဲ့တာကိုတွေ့ရှိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းငန်းစုံမြို့နယ်မှာဖျားဝင်းအတွင်းမှာအရက်ပေါက်နေကြတဲ့စစ်သားများကိုဒရုန်းနဲ့ဘုံသီးကျဲချတိုက်ခိုက်ရာစစ်သား၄ဦးတေဆုံးပြီးတော့အများပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်လ10ရက်နေ့မွန်းလွဲ2:30မိနစ်ခန့်မှာငန်းမြကြီးကြီးပါရဲစခန်းမှာ အင်းအားဖြင့်တင်းရန်ရောက်ရှိနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားအယောက်90ခန်းဟာငန်းမြကြီးရဲစခန်းအနောက်ဘက်ဖျားဝင်းအတွင်းမှာအထိုင်ချတပ်ဆွဲကအရက်တေစာတောက်စားမူးယူနေတဲ့အချိန်တော်လိုင်းတပ်ဖွဲ့များက drone အကြီး၄စီးနဲ့ 2kg ဘုံဒီ၁၄လုံးကျဲချတိုက်ခိုက်ခဲ့ရာအကြမ်းဖက်စစ်ကောင်စီတပ်သား၄ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။ငန်းမြကရဲကင်းစခန်းရှိတယ်လေအခုရောက်နေတဲ့အဖွဲ့ကအင်းအားလာဖြည့်တာရောက်တာ၂ရက်ပဲရှိသေးတယ်၄ဦးသေးတယ်အထိကိုက်ကတော့တော်များတယ်မနေ့ညကစပြီးတော့ သူတို့နားကိုပြည်သူတွေအလားအူမခံတော့တာသိမှစိုးရိမ်နေကြတာလို့ TGYR Youth Guerrilla Counter Revolution and Z ငန်းဆောင်ကတာဝန်ရှိသူတို့ကပြောကြားထားပါတယ်တော်လိုင်းတပ်ဖွဲ့များက drone နဲ့ဘုံးသီးချပြီးတော့ညနေ9နာရီကျော်အချိန်ထိကိုအကြမ်းဖက်စစ်သားများကလက်နက်ကြီးလက်နက်ငယ်များနဲ့ရန်တပ်ပစ်ခတ်ဆဲဆော်နေကကြီးပါနေပြည်သူများကိုလည်းညဘက်အပြင်ထွက်ရင်ပြစ်တတ်မယ်လို့ချိန်ချောက်ဆဲဆိုနေတယ်လို့သိရပါတယ်၎င်းတိုက်ခိုက်မှုကို TGYR Youth Guerrilla Counter Revolution and Z ငန်းဆောင် Black Eagle Defense Force MMU မြင်းမှုမြို့နယ်ပကဖာ Farmers Revolution Force တပ်ရင်းရှက် Wings of KSU 925ပျောက်ကြားတပ်ဖွဲ့ငန်းစုံမြို့နယ်ပကဖာအဖွဲ့တို့ကပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်းသတင်းရရှိပါရခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့တောင်းတက်မတော် TNLA ထိန်းချုပ်ထားတဲ့မြို့နယ်များမှာ တောင်ပြည်ဗဟုတရားသူကြီးများခရိုင်တရားသူကြီးများမြို့နယ်တရားသူကြီးများနဲ့ဥပဒေရှိနေများအားလုပ်ငန်းတာဝန်တွေခွဲဝေပေးပြီးတော့တာဝန်နဲ့ယာဒူးများအနှင်းနဲ့အခမ်းအနားကိုထိန်းချုပ်နယ်မြေတနေရာမှာဩဂတ်လ17ရက်နေ့ကကျင်းပခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်1027စစ်စင်ရေးအပိုင်း1နဲ့အပိုင်း2မှာ TNL ထိန်းချုပ်ထားတဲ့မြို့နယ်များဖြစ်တဲ့နမ်ဆန်မြို့နယ်မန်တုံမြို့နယ်နမ်ခမ်းမြို့နယ်ကိုခိုင်မြို့နယ်နမ်မတူမြို့နယ်မိုင်းငေါမြို့နယ်မိုင်းလုံးမြို့နယ်ကြောင်မဲမြို့နယ်နောင်ချုံမြို့နယ် မိုးကုတ်မြို့နယ်မိုးမိတ်မြို့နယ်နဲ့တီပေါင်းမြို့နယ်စုစုပေါင်းမြို့နယ်၁၂ခုမှာတရားသူကြီးများကိုခန့်အပ်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗါတယ်တောင်ပြည်အတွင်းမှာတရားစီရင်ရေးစနစ်အားကောင်းစေရန်တရားဥပဒေစိုးမိုးရေးရရှိစေရန်နဲ့တရားမျှတရေးဆောင်ရွက်နိုင်ရန်ရည်ရွယ်ပြီးတော့တောင်ပြည်ဗဟုတရားသူကြီး၃ဦးခရိုင်တရားသူကြီး၄ဦးမြို့နယ်တရားသူကြီး၈ဦးနဲ့ဥပဒေရှင်း၈ဦးအသီးသီးတို့ကို PSLF TNL ဘ ਹੁ အလုံးမှုဆောင်ကော်မတီကအမိန့်စာထုတ်ပြန်ပြီးတော့အလုတ်ခတ်အလွာအနှင်းခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။အဲ့ဒီအခမ်းအနားကို TNL အထွေထွေအတွင်းရမှုဗိုလ်ချုပ်တာဘုံကျော်ဘ ਹੁ အထွေထွေအုပ်ချုပ်ရေးဌာနမှုဗိုလ်မှူးချုပ်တာကူကြဘ ਹੁ အထွေထွေအုပ်ချုပ်ရေးဌာနကဒုဌာနမှု ဒုဗုံမူကြီးတားအိုက်ကျော်တောင်းပြေဗဟိုတရားသူကြီးများခရိုင်တရားသူကြီးများမြို့နယ်တရားသူကြီးများနဲ့ဥပဒေရှေ့နေများစုစုပေါင်း29ဦးတက်ရောက်ခဲ့တယ်လို့အသိပေးထားပါတယ် TNL ကဇွန်လ25ရက်နေ့ကစတင်ခဲ့တဲ့1027ဆစ်စင်ရေးအပိုင်းနှစ်မှာနောင်ချိုမိုးကုတ်မိုးမိတ်နဲ့ကြောင်မဲမြို့များကိုတိမ့်ပိုင်နိုင်ခဲ့ပြီးတော့လက်ရှိမှာ တီဘောမျိုးကိုဆက်လက်ထိုးစစ်ဆင်လျက်ရှိတယ်လို့သိရပါဗါဒတီဘောမျိုးနဲ့တခုလုံးကိုအပိတ်သိမ့်ပိုင်နိုင်ခြင်းမရှိသေးတော့လေတရားသူကြီးခန့်အပ်မှုမှာတော့တီဘောမျိုးနဲ့အတွက်ပါခန့်အပ်ထားတယ်လို့သိရပါဗါစစ်ဆင်ရေးအပိုင်း1နဲ့အပိုင်း2အတွဲမှာစစ်ကောင်စီတပ်စခန်း130ခန်းကိုသိမ့်ပိုင်ရရှိခဲ့တယ်လို့ TNL ရဲ့ပြောရေးဆိုခွင့်ရှိသူလွေးရည်ဦးကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ